မင်္ဂလာပါရှင်ဒီနေ့ကျမတို့အမ်မန်ချက်စတာယူနိုက်တက်အသင်းအနာဂတ်အဆီဇင်တစ်ခုခုကိုနည်းနည်းအသေးစိတ်ကြည့်ကြအောင်ဟုတ်ကဲ့ခင်ဗျ2026ကတည်းပေါ့ဘဟုကွင်းလေကစားသမားတွေရှာနေလေကိစ္စပါအဲ့ဒါနဲ့ပတ်သက်ပြီးရထားတဲ့တရင်တွေအချက်လက်ကြီးကိုကြည့်ပြီးတော့အဓိကအချက်လေးတွေဆွေးနွေးချင်လို့ပါကောင်းပါတယ်အပြောင်းအရွှေ့လောကဆိုတာကလည်းအမေရန်စိတ်ဝင်စားစရာပဲလေဟုတ်တယ် အထူးသဖြင့်အခုပစ်မတ်စင်ရင်ထဲမှာအပေါ်ဆုံးနားယုံနေတယ်လို့သတင်းထွက်နေတဲ့နေရောက်ပေါ့ Nottingham Forest က Elliot Anderson อืม Nobby Brighton က Carlos Bellibro သူတို့နေရောက်ကိုအဓိကထားကြည့်ကြနေပါဟုတ်ကဲ့ဒီနေ့ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့လေသူတို့ရဲ့မကြသေးခင်ကခြေစွမ်းနေအခြေအနေတွေအရာပေါ့ Anderson ရဲ့အလားအလာက Bellibro ထက်ဘာလို့ပိုပြီးတော့အားတလာသလိုဖြစ်နေလဲဆိုတော့ကိုသတင်းနေတယ်ကနေနားလေကြည့်ဖို့ပါနဲ့ဟုတ်ပါ အပြောင်းရှေ့ဆိုတာကတကယ်ကိုအတက်အကျအမြင်နဲ့ဗျအချင်းဒီဒီကတပတ်နဲ့တပတ်တောင်မတူနိုင်ဘူးဆိုတာမျိုးပေါ့ဒီကိစ္စကအဲ့ဒါကိုပြနေတယ်လို့ပဲဟုတ်ပါကစားသမားတယောက်ရဲ့တန်ဖိုးအသိရဲ့စိတ်ဝင်စားမှုကမကြသေးခင်ခြေစွမ်းဒီပေါ်မှာဘလောက်မြင်မြန်ပြောင်းလဲနိုင်လဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်ကောင်းပါပြီဒါဆိုပထမဆုံးပေါ့နော် Manchester United က2026ကျရင်အားကောင်းတဲ့ကွမ်းလေကစားသမားတယောက်ဘာလို့ဒီလောက်တောင်လိုအပ်နေရရလဲအဲ့ကင်စားလိုက်အောင် อืมတရင်းနေထဲမှာတော့လက်ရှိလူဝင်ရနဲ့ပြီးခဲ့တဲ့နေရာဒီကကြိုးပမ်းမှုတွေကြောင့်ပါတယ်အဓိကကတော့လက်ရှိကွင်းလန်မှာလွဲချက်တွေရှိနေတော့ပေါ့အထူးသဖြင့်ဟိုဟာအာဟင်ပြေဝါမှုကစားကွက်ထဲမှာအထအောက်စုံစံကစားနိုင်တဲ့အင်ဂျင်ပေါ့လေဟုတ်ကဲ့နောက်ပြီးဘောလုံးလူယူနိုင်မှုအဲ့ဒီအချက်တွေမှာအာနေနေတယ်လို့တုံ့တက်ကြတယ်ပြီးခဲ့တဲ့နေရာဒီကလည်းဒီနေရာအတွက်ကြိုးစားခဲ့သေးတယ်ဒါပေမဲ့အစင်မကြီးခဲ့ဘူးပေါ့อืมမောင်းမြင်ခဲ့ဘူးဟုတ်တယ်ဒါကြောင့်2026မှာဒီလိုအရေးတွေးတွေပိုင်ဆိုင်တဲ့ ထူးသဖြင့်နီးပြရူဘင်အမိုရီရဲ့ကစားခွက်နဲ့အံ့ဝယ်မဲ့ကစားသမားမျိုးခေါ်ဖို့ကအတင်းရဲ့ဦးစားပေးဖတ်လာတယ်လို့ရင်းမြစ်နေကဆိုနေကြတာပါအဲ့တော့မကြသေးခင်ကပွဲရေးစီသွားကြည့်အောင်လွန်ခဲ့တဲ့စနေနေ့ကလေ Forest Dean United နဲ့ City Ground မှာ2-2တေးကြတဲ့ပွဲအဲ့မှာ Elio Anderson ရဲ့ခြေစွမ်းကတော်တော်လေးပြောစရာဖြစ်သွားတယ်ဟုတ်တယ်ဗျာအဲ့ဘက်ကတကယ်ကိုဟုတ်တိုင်းနေတယ်မှာသူ့ကိုတော်တော်ချီးကျူးထားကြတယ်ဘယ်ချက်တွေကအဓိကထင်ရှားခဲ့တာလဲအဲ့ဒီပွဲမှာ Anderson ပြထွားတာကတကယ်ထိတန်းအဆင်ပဲ စံပါတဲ့မှာအဓိကဖော်ပြတာကသူ့ရဲ့မစုံမနစ်စူးစမ်းမှုပေါ့ခွင်းလက်မှာဘောလုံးလိုက်လို့တယ်ဟွဘောလုံးရရင်ရှေ့ကိုတိုးအားကောင်းကောင်းနဲ့မောင်းတက်နိုင်တယ်နောက်ပြီးအတင်းဖော်ရတဲ့အတွက်အခွင့်အလမ်းဖန်တီးပေးနိုင်ခဲ့တာတယ်ဒါပြင်လေပွဲကြီးတစ်ပွဲရဲ့ဖျားအောင်မှာတည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်ခဲ့တာယူကြည်မှုရှိရှိနဲ့ပေါ့ဟုတ်တယ်အဲ့ဒါကနီးပြရူဘင်အမိုရီယန်နဲ့ United ရဲ့ကင်းထောင်ဖွဲ့ကိုတိုက်ရိုက်အတိပေးလိုက်တယ်လို့ဖြစ်သွားစေတယ်သူတို့လိုအပ်နေတဲ့ဟိုဟာ အားကစားဆမှု athleticism နဲ့တိုက်ပွဲဝင်စိတ်တက်ကိုအန်ဒီကအန်ဒါဆန်ကကောင်းကောင်းပြသွားနိုင်ခဲ့တယ်လို့သုံးသပ်ကြတယ်။ဒါတကယ်စိတ်ဝင်စားဖို့ကောင်းတယ်နော်။အထူးသဖြင့်အဲ့ဒီပွဲမတိုင်ခင်တပတ်ကလေ Old Trafford မှာ Brighton အတင်း United ကို၄နှစ်နဲ့ရှုံးသွားတဲ့ပွဲ။ဟွန်းအဲ့ဒီပွဲ။အဲ့ပွဲနဲ့ရှင်းလိုက်ရင်ပူတီးတာတယ်။အဲ့ပွဲမှာက Carlos Baleba ပါတယ်လေ။တတိယနေရာတော့သူနည်းနည်းရုံးကန်ခဲ့ရတယ်ဆိုလား။မှန်ပါတယ်။အဲ့ဒီပွဲက Baleba အတွက်ရောသူကိုစောင့်ကြည့်နေတဲ့ United အတွက်ပါ။ နည်းနည်းတော့စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့ဆိုရမှာပဲဟုတ် United ကຫນွေရဒီတော့ကသူ့ကိုခေါ်ဖို့စဉ်းစားခဲ့တယ်ဒါပေမဲ့ Brighton တောင်းတာများတော့2026ဒီစောင့်ကြည့်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တယ်လို့သတင်းတွေကဆိုတယ်ဈေးကြီးလို့ကောနော်ဟုတ်ကဲ့အခုရသည့်အစားမှာသူ့ခြေစွမ်းကလည်းနည်းနည်းမငြိမ်သေးဘူးအထူးသဖြင့် Old Trafford ကပွဲမှာ United ကွင်းလယ်ကိုလုံးဝမစိုးမိုးနိုင်ခဲ့ဘူးသူ့ရဲ့အဓိကအားသာချက်လို့ပြောတဲ့ဘောလုံးတဲတာတော့ကစားခွက်ချိန်ဆက်တာတော့ပြောင်းနေတယ် အမားလေးနေလေရှိတယ်လို့ပြောကြတယ်ဟုတ်တယ်အမားယွင်းချိုးတယ်ရှိခဲ့တယ်လို့ဝေဖန်ကြတာဒါကသူ့အပေါ်ထားတဲ့ယုံကြည်မှုကိုတနည်းနည်းတော့ထိခိုက်စေနေတယ်လို့တုံးတက်လို့ရတာပေါ့ဝေါ့အဲ့တော့တပတ်အတွင်းမှာဖြစ်မှတ်ထားခံရတဲ့ကစားသမား၂ယောက် United နဲ့တိုက်ရိုက်တွေ့တဲ့ရာလတ်တွေကဒီလောက်ကွာသွားတာပေါ့နော်ဆိုလိုတာကဒီသတင်းတွေတုံးတက်ချက်တွေအရာကြည့်ရင် United ကွင်းလယ်ကိုဒုက္ခဖေးကိုကြိုးစားရမှာဘာလေးပါမလုံးနိုင်ခဲ့တာလေးကို Anderson ကလုံးပြသွားနိုင်တယ်ဒီလိုကောက်ချက်ဆွဲလို့ရမလားအတီးကြတော့အဲ့လိုပြောလို့ရနိုင်တယ်ဗျာ ဒါပေမဲ့ပွဲပွဲတဲ့ကောက်ချက်ချက်ဟိုကတော့နင်းနေစောသေးတာဗောလေဟုတ်ကဲ့ဒါပေမဲ့အပြောင်းရွှေ့ရွှေ့ဆုံးချက်ချက်ဒီအပေါ်မှာဒီလိုတိုက်ရဲရင်ဆိုင်တွေ့မှုတွေရဲ့တက်ရောက်မှုကကြီးတယ်ဗျာအန်ဒါဆန်ကအဲ့ဒီမြေမှာဖီယာဒန်ကိုပူခန်းနိုင်တယ်ပွဲပေါ်လွှမ်းမိုးမှုပိုးလို့ပြနိုင်ခဲ့တယ်ဟုတ်ဗာလီဘာကတော့သူ့ရဲ့ချင်းဒီထိုးပြဖို့ခွင့်ရမရခဲ့ဘူးလားဒါမှမဟုတ်အဲ့ဒီနေ့မှာအကောင်းဆုံးမကစားနိုင်ခဲ့ဘူးလားအဲ့လိုဆိုရမှာပေါ့တရချက်ကစောင်းမတစ်ခုမှဖလှယ်ရတဲ့မာရီယက်စ်ကွင်ရဖစ်ကိုသွားတည်ရစေတယ် သူဝေါ်စကနီ United မပြောင်းခင် Ultra Forum အကောင်းဆုံးခြေစွမ်းပြောက်ပြီးနောက်ပေါင်ရှော့စနစ်တမကန်တာနဲ့ပြောင်းသွားတာလေဟုတ်ပါတယ်မှန်ပါတယ်ဒီလိုပွဲတွေကကစားသမားတွေကတကယ်လူရွေးပွဲလို့ဖြစ်နေရဆိုတာပိုခိုင်မှသွားတယ်လို့ပဲဟုတ်တယ်ဗျာဒါတကယ်အရေးကြီးတဲ့ချက်ပဲကင်းထောက်ဒီလာပုံမှန်လေ့လာနေပြီမဲ့ကိုသိင်းနဲ့တိုက်တဲ့ကစားတဲ့ပွဲမှာပြတဲ့ခြေစွမ်းကသူတို့အခေးဖြတ်မှုအပေါ်မှာအများကြီးတက်ရောက်တယ်ဟုတ်ကဲ့ကိုအသိင်းရဲ့အစင်အတန်းကစားပုံ ဖိအားပေးမှုတွေကိုဘလောက်ရင်ဆိုင်နိုင်လဲဆိုတာတိုက်ရိုက်မြင်ရတာကိုကွန်ရက်ကအဲ့ဒီလူရွေးပွဲမှာအမှတ်ကောင်းကောင်းရခဲ့တယ်။အခုဒီချိန်နေမှာရထားတဲ့သတင်းချက်လက်တွေရအန်ဒါဆန်ကအခွင့်အရေးကိုကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။ဘာလီဘာကကအဲ့ဒီမှာအခွင့်အရေးလွတ်သွားတယ်လို့ပြောနေတာပေါ့။ကောင်းပြီ။ဒါဆိုရင်အခုဒီကစားသမောနေအောင်ရဲ့အရေးချင်းတွေအသင်းနဲ့ကိုက်ညီနေမှုတွေပေါ့။ဒါတွေကိုပို့ပြီးအသေးစိတ်နိုင်ရှင်ကြည့်အောင်။ United ကိုရင်ဆိုင်ရမှာတော့ Anderson ကပို့ပြီးအထင်ကြီးစွာကောင်းရတယ်ဆိုတော့ရှင်းနေပြီ။ ါပေမဲ့ရေရှင်မာယောဘသူကပိုကန့်ညီနိုင်မလဲအန်ဒါဆန်ရဲ့အားသာချက် တွေကိုတည်င်းနေမှာဘလို့ဖော်ပြထားလဲရှင်တည်င်းရင်းမြစ်တွေမှာတော့အန်ဒါဆန်ရဲ့အ धिक အားသာချက်ကသူ့ရဲ့အားကစားစွမ်းရည် athleticism ပဲအဲ့ဒါကအမြင့်ပေါ်မှာအားသာတာအပြေးတန်တာပွဲစျော်လုံးအရင်ပြည့်နေတာမျိုးပေါ့ဟုတ်ကဲ့ဒါပြင် ပွဲကြီးဒီမှာစိတ်သက်ကြန့်ခိုင်မှု ပြည့်ရတိုင်းခန့်နိုင်တာဒီကိုလေချီးကျူးကြတယ် forest အတွေ့ရောအင်္ဂလန်ယူငယ်အသင်းရေမှာပါတောက်လျှောက်ခြေစွမ်းပြနေတာက သူ့ရဲ့တည်ငြိမ်မှုနဲ့အလားအလာကိုပြနေတာပေါ့ဘတ်ဆုံကစားနိုင်တယ်လို့လည်းပြောကြတယ်နော်ဟုတ်တယ်သူ့ရဲ့ versatility ကလည်းအသက်ချက်တစ်ခုပါတည်ချက်တွေကနီးပြအမူရင်ရင်းနီးစနစ်ပိုင်းလိုအပ်ချက်တွေနဲ့ဘလောက်ကိုက်ညီမလဲအမူရင်ကကွင်းလယ်မှာ IMP တိတိုက်ဆဲလို့ခံစေပါကူနိုင်တဲ့ကစားသမားမျိုးလိုချင်တယ်လို့ပြောနေကြတာလေဟုတ်ပြီးတော့ Ineos ရဲ့အပြောင်းအရွှေ့မဟာဗျူဟာနဲ့ရောဘလို့အံ့ဝင်မလဲရှင် Anderson ရဲ့ကစားပုံက အမွေရဲ့ကစားကွက်အတွဲလိုအပ်တဲ့အားကစားဆံမှုအထက်အောက်ဆုံးဆန်နိုင်မှု box to box ability နဲ့အဝင်ခွင့်ချပဲလို့သုံးသပ်ကြတယ်ဗျာအမွေရဲ့အတင်းတွေက pressing ကစားလေးရှိတော့ Anderson လိုအရင်ပြည့်တဲ့ကစားသမားကအရေးပါနိုင်တယ်ဟုတ်ကဲ့ Ineos ရဲ့မဟာဗျူဟာရနဲ့တက်တိုင်လို့သူကလူငယ်အလားလာရှိပြီးအနာဂတ်မှာတံဖိုးတက်လာနိုင်တဲ့ကစားသမားတွေကိုပြစ်မှတ်ထားတယ်လို့သိရတာဟုတ် Anderson ကအခုမှအသက်20နှစ်ပါလီဝါ20နှစ်နဲ့ထက်လာပိုင်လောက်ပဲကြီးတော့ ဒီမွာရနဲ့ကိုက်ညီတယ်အနာဂတ်အတွက်ယင်းနိမနာမှုဖြစ်ရှိမြင်နိုင်တယ်လွယ်ရင်ပြန်ရောင်းရင်လည်းတံဖို့ကောင်းရနိုင်တဲ့ပုံစံမျိုးပေါ့ဟုတ်ပြီနောက်တစ်ချက်ကပြောင်းရွှေ့ကြည့်ဖို့ဒါကလည်းအမြဲတမ်းအရေးပါတဲ့အချက်ပဲ Anderson တို့ Forest Park ကဘလောက်လောက်တောင်းနိုင်မလဲပါလီဘာနဲ့ရှင်ရင်ဘလို့ရှိနိုင်မလဲလက်ရှိခံမှန်ချက်တွေအရတော့ Forest က Anderson တို့ပေါင်း80တန်ပဝန်းကျင်လောက်တောင်းလာနိုင်တယ်လို့ဆိုပါတယ်ဒါများတော့များတာပါလေအင်းများတာပေါ့ဒါပေမဲ့ Brighton ကပါလီဘာတို့ရင်းနွေရာဒီတုန်းက ပေါန်တန်းဒီရာကြော်ထီတောင်းခဲ့ဘူးတဲ့ဆိုတဲ့သတင်းနဲ့ရှင်းလိုက်ရင်တော့ကွာခြားမှုရှိနေတာပေါ့ဟုတ်ကဲ့ဟုတ်ပါတယ်ဘာလီဝိုင်းရဲ့အဲ့တုန်းကတမွန်ကသူ့ရဲ့အလားအလာပေါ်ခြေခံတာဖြစ်နေတယ်မဲ့လက်ရှိခြေစွမ်းနဲ့ယင်လိုက်ရင်အန်ဒါဆန်ကပြောင်းရွှေ့ကြေးရပိုဒီဆွဲဆောင်မှုရှိလာနိုင်တယ်လို့ဈေးကွာတောင်းသက်သူတွေကပြောနေကြတာပါဒါဆိုရင်ခြေစွမ်းအတင်းနဲ့ကိုက်ညီမှုအသက်အရွယ်နောက်ပြန်ဖြစ်နိုင်မွယ်ပြောင်းရွှေ့ကြေးဒီချက်ဒီအားလုံးကိုစုကြည့်လိုက်ရင် ရာထားရဲ့တင်းဆောင်မားရဲ့ညွန့်ပြမှုရပါလိ United ရဲ့နှကောင်း26ဦးစားပေးကွင်းလေကစားသမားစီးမှာ အနာဆန်ကဘာလီဘောကိုကြော်တက်သွားပြီလို့ပြောနိုင်တဲ့နေသားဖြစ်လာပြီလားဟွန်းလက်ရှိနေသားရတော့အဲ့လိုကောက်ချက်ဆွဲနေတဲ့အလားလားတော်တော်လေးများနေတယ်ဗျာဆိုလိုတာက momentum ကအနာဆန်ဘက်ကိုရောင်းနေပုံရတယ်ဟုတ်ဘာလီဘောဘော United ဆွေရင်ဆောင်မှုကသူ့ပေါ်ဖိအားဖြစ်စေပြီးခြေဆောင်ကိုထိခိုက်စေသလိုဖြစ်နေချိန်မှာအန်ဒါဆန်ကတော့အဲ့လိုဖိအားတဲ့ကြားကနေပိုကောင်းအောင်ကစားပြနိုင်ခဲ့တယ်ဟုတ်ကဲ့ အထူးသဖြင့် United နဲ့တိုက်ရိုက်ရင်ဆိုင်ကစားခဲ့တဲ့ပွဲကသူ့ရဲ့ပွဲကြီးကစားနိုင်စွမ်းနဲ့အရေးတွေကိုတက်တည်ပြလိုက်သလိုဖြစ်သွားတော့သူ့ရဲ့အစဉ်အတန်းကတိတိတာတာမြင့်တက်သွားနိုင်တာပေါ့ဒါပေမဲ့ Anderson လို့ချဟီလွန်ပြနေတဲ့ကစားသမားကို United တတင်းတဲ့ကပဲစိတ်ဝင်စားမှတာမဟုတ်ဘူးထင်တယ်နော်သူကိုခေါ်ဖို့တခြားပြိုင်ဘက်တွေအထူးသဖြင့် Premier League Club တွေစီကပြိုင်ဆိုင်မှုတွေရှိလာနိုင်တယ်လို့သတင်းတွေမှာတွေ့မိလား သူအတင်းဟောင်းနျူကာဆက်ကတော့ပြန်စစ်ဝင်စားနိုင်မလားဒေသပေါက်ပြန်ဆိုင်မှုကပြင်းထန်လာမှာပါ အထူးသဖြင့်အင်္ဂလန်ကစားသမားအသက်ငယ်ပြီးခြေစမ်းပြနေတဲ့ကွင်းလယ်ကစားသမားဆိုတော့ထိတ်တိကလည်းအများစုကစိတ်ဝင်စားကြမှာပဲဟုတ်နျူကာဆက်ကလည်းသူတို့စီကထွက်သွားတဲ့ကစားသမားပြန်ခေါ်ဖို့စိတ်ဝင်စားနိုင်ကြီးရှိတယ်ဆိုတဲ့ခမမှုတွေလည်းရှိပါတယ်ဒါပေမဲ့ United ရဲ့ဆွေးဆောင်မှုကတော့ရှိနေစိတ်ပါပြီးခဲ့တဲ့နွေရသည့်အပြောင်းအလဲမှာပြခဲ့သလိုပဲအတင်းရဲ့ project နဲ့ရီမန်ချက်တွေကိုကစားသမားတွေကယုံကြည်ဝင်ရှိနေတော့ပဲ ်အထူးသဖြင့်ဥရောပပွဲတွေပြန်ကစားဝင်ရရင်ပိုဆွဲဆောင်နိုင်မှာပေါ့ဟုတ်တယ်လာမယ့်ရာသီတွေမှာဥရောပပြန်ပွဲဝင်ခွင့်လို့အောင်မြင်မှုတွေပြန်ရလာခဲ့ရင်ထိတ်တန့်ကစားသမားတွေကိုဆွဲဆောင်ဖို့အခွင့်အလမ်းကပိုပြီးကောင်းလာမှာပါကောင်းပါပြီဒီနေ့ကျမတို့ဆွေးနွေးခဲ့လေးလာခဲ့တဲ့အချက်အလက်တွေကိုအချင်းချုပ်ပြန်ကြည့်ရရင်တော့ Elliot Anderson ရဲ့မကြသေးခင်ကခြေစွမ်းအထူးသဖြင့် Manchester United နဲ့တိုက်ရရင်ဆိုင်ကစားခဲ့တဲ့ပွဲက သူ့ကို United ရဲ့အဓိကပစ်မှတ်တစ်ခုဖြစ်အဆင့်အတန်းကိုတည်တည်တာတာဖြန့်ကျင်ပေးလိုက်ပုံရတယ်။ဟုတ်ပါတယ်။သူ့ရဲ့ခြေစွမ်းအတင်းရဲ့လိုအပ်ချက်နဲ့ကိုင်ညီမှုဖြစ်နိုင်ွယ်ပြောင်းရွှေ့ခြေတံမှုစတာလေးကိုထည့်စင်စားလိုက်ရင်အနည်းဆုံးတော့လက်ရှိအနေထားရပါဘို့ကာလော့စ်ဘာလီဗားထက်ရှေ့ရောက်သွားနိုင်တယ်လို့ရရှိထားတဲ့သတင်းစုံပါတွေကညွန့်ပြနေပါတယ်။ဟုတ်ပါတယ်။ဂီဖစ်စင်ကနားထောင်နေသူတွေအခွဲ့အပြောင်းအရွှေ့လောကရဲ့သဘောတဘာဝကိုနားလည်ဖို့အရေးကြီးတဲ့ဥပမာတစ်ခုပါပဲ။ ကစားသမားတယောက်ရဲ့တန်ဖိုးအတင်းတင်းရဲ့စိတ်ဝင်စားမှုကဘလောက်တောင်မြင်မြန်ပြောင်းနေနိုင်လဲဆိုတာကိုပြနေတယ်။ဟုတ်ပါ။ပွဲအနေငယ်ရဲ့ခြေစွမ်းအထူးသဖြင့်ထိတိုက်သွေးဆုံမှုတွေကအတင်းကြီးရဲ့အကဲဖြတ်မှုနဲ့ဦးစားပေးတမန်မှုအပေါ်မှာဘလောက်အထိရာမုံမှုရှိနိုင်လဲဆိုတာကိုဒီအချက်လက်တွေကထင်ဟပ်စေပါပဲ။ဒါဟာကလတ်ဒီရဲ့နောက်ွယ်ကရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်ချမှတ်မှုလွန်ကန်စင်တွေကိုခဏတာခြုံကြည့်လိုက်ရသလိုပါပဲ။ နောက်ဆုံးအနေနဲ့နားထောင်သူတွေစက်ပြီးစဉ်းစားကြည့်ဖို့အချက်လေးတစ်ခုခြံထားခဲ့ကြပါလေရှင်၂026ခုနှစ်မှာ United ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကို အခုလိုပွဲအနှဲငယ်ခြေစွမ်းအပြင်တခြားဘလို့အချက်တွေကလွှမ်းမိုးနိုင်နေမလဲဟင်းစဉ်းစားစရာတွေအများကြီးကြံနေတာကိုဟုတ်ယာဒီတလျှောက်လွန်ပြတာတဲ့တင်းငယ်ငယ်ခြေစွမ်းတို့ဒဏ်ရာပြဿနာကင်းစင်မှုတို့အသင်းရဲ့နီးစနစ်ပိုင်းအပြောင်းလဲတွေကတော့ဖိမှတ်ကစားသမားရွေးချယ်မှုကိုပြောင်းလဲဖို့ဆင်နိုင်အောင်မလားဟုတ်တယ် ကာလော့စ်ဘာလီဗာအနေနဲ့ကဒီယာဒီမှာ သူ့ပေါ်ထားတဲ့တန်တရားတွေကိုခြေဖြတ်ပြီးအခြေအနေကိုပြန်ပြောင်းပြန်လည်နိုင်အောင်မလားဒါလဲဆောင်ကြည့်ရမယ်ဒါမှမဟုတ်ဒီနေ့ကျမတို့ဆွေးနွေးမှုတွေမှာပါသေးတယ်ဟိုရေတာအောက်မှာရောက်နေတဲ့ကစားပြိုင်ဘက်ကစားသမားတွေကတော့ရုတ်တရက် United ရဲ့စီးရဲနယ်ကိုထိဆုံးရောက်လာနိုင်သေးသလားဖြစ်နိုင်တာပေါ့အပြောင်းရွှေ့ဆိုတာပါမစိုးဖြစ်သွားနိုင်တာပဲဒါတွေအားလုံးကတော့အနာဂတ်မှာဆက်လက်ဆောင်ကြည့်ရမယ်စိတ်ဝင်စားစရာအချက်တွေပါပဲ